တူတာဓမ္မ level 1 group တွေကိုရောက်ရှိလာတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဓမ္မမိတ်ဆွေတို့က level 1ကိုအခုမှစပြေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဘာမှစမောဝဲနဲ့ပတ်သက်ပြီးတော့ဘာမှမသိသေးဘူးပေါ့နော်အဲ့ဒီကမှာဆိုလို့ရှိရင်ဟိုလိုင်းပေါ်မှာကြည့်လေဆိုရင်ဟိုစာအုပ်ဖတ်တယ်ဒီစာအုပ်ဖတ်တယ်ပေါ့နော်ကမေးဖြေတွေလေ့လာတယ်ဒါမျိုးစုံဖြစ်နေတဲ့အတွက်ကြောင့်မို့ဓမ္မမိတ်ဆွေတို့ကဘူးမသိဘာမသိနေစာအုပ်တွေသူများဝယ်တိုင်းလိုက်ဝယ်မယ်ဆိုလို့ရှိရင်ကုန်ကြစရိတ်တွေအများကြီးကုန်ကြမှာဖြစ်တဲ့ ဝေးချေးရေးတွေကြက်တဲနေတဲ့အခြေအနေတွေမှာပေါ့နော်ဓမ္မမိတ်ဆွေတို့ကိုမကုံသင့်တာမကုံရအောင်လို့ကျွန်တော်ကဒါကိုချင်းစာစိမ့်နဲ့ဓမ္မမိတ်ဆွေတို့ကိုအကြံပေးခြင်းဖြစ်ပါတယ်ပြီးတော့ဓမ္မမိတ်ဆွေတို့ကိုစာပေလေ့လာတဲ့အခါမှာဆိုလို့ချင်းရင်လည်းမြင်မြန်ဆန်ဆန်နဲ့ထိထိရောက်ရောက်ဖြစ်ဖို့အတွက်လည်းကျွန်တော်ကအကူအညီပေးမှာဖြစ်ပါတယ်အဲ့ဒီမှာဓမ္မမိတ်ဆွေတို့ကဆက်စချင်းရောဆရာတော်ဘုရားကြီးရဲ့ပြဋ္ဌာန်းစာအုပ်သုတဓမ္မဒီပလိုမာဆိုတဲ့ပြဋ္ဌာန်းစာအုပ်အသေးလေးပေါ့နော်အဲ့ဒီစာအုပ်ကလေးတအုပ်ဝယ်ရပါမယ်ပြီးသွားလို့ချင်းရင်ဒီပညာဘူမိတက္ကသိုလ်ကထုတ်တဲ့စံပြမေခွန် ွန်ပေါ့နော်မိခွန်းနဲ့အဖြစ်နဲ့အာဘလို့မေးရင်ဘလို့သူတို့ဇာမုံပဲကျင့်ပါသွားတဲ့မိခွန်းတွေကိုဖြည့်ပေးထားတဲ့ဆရာတော်ဘုရားရဲ့ဖြည့်ပေးထားတဲ့အဖြည့်လေးတွေဒါကလူရင်းတူရှင်းလေးတွေဒါကလေ့လာဖို့ရအောင်တွေ့ဓမ္မမေဆွေတို့ကအဲ့ဒီအမေးပြေစာအုပ်လေးရဲ့တော့သုတဓမ္မဒီပလိုမာ ပြတန်းစာအုပ်ရဲ့နှုတ်အုပ်ကိုဓမ္မမေဆွေတို့ဝယ်ရပါမယ် ။နိုင်ငံတော်မိတ်ဆွေတို့ကပညာဘူမိတက္ကသိုလ်ရဲ့အနုဂဟရုံခန်းမှာလည်းဒီရန်ကုန်မှာဆိုဝယ်လို့ရတယ်ပေါ့နော်။ဒါပေမဲ့နောက်ပြီးတော့ဓမ္မမိတ်ဆွေတို့နီးစပ်ရာကို့မြို့နယ်မှာရှိတဲ့စာအုပ်ဆိုင်တွေမှာရှိမယ်ဆိုရင်လည်းဝယ်လို့ရပါတယ်။ဒါမှမဟုတ်လို့ကြည့်ရင်ရန်ကုန်မှာရှိတဲ့စာအုပ်ဆိုင်တွေကလှမ်းမှလို့ရပါတယ်။ဒါမှမဟုတ်ရောဝယ်ရမှာကအဲ့ဒီနှစ်အုပ်ပါပဲเนาะပြတန်းစာအုပ်သုတဓမ္မဒီပလိုမာပြတန်းစာအုပ်ရဲ့ပညာဘူမိတက္ကသိုလ်ကနေပြီးတော့ထုတ်ပေးတယ်မေးဖြေစာအုပ်ကိုဒါမှမဟုတ်ရောကဝယ်ရမှာဖြစ်တယ် ပြီးသားရင်ဆရာတော်ဘုရားကြီးရဲ့တရားတော်ငါးဘုတ်ကိုဓမ္မမိတ်ဆွေတို့ကထပ်တက်လဲလဲနာယူအားมาဖြစ်တယ်ဆရာတော်ဘုရားကြီးရဲ့တရားတော်ငါးဘုတ်ကကြတော့အတန်းဖိုင်လည်းရှိတယ်ဗီဒီယိုတွေလည်းရှိတယ်ပေါ့နော် YouTube မှာဆိုဗီဒီယိုရှိတယ်နောက်ပြီးတော့သစ္စာပါရမီ application ထဲမှာဆိုရင်အတန်းဖိုင်ရှိတယ်အဲဓမ္မမိတ်ဆွေတို့ကသစ္စာပါရမီ application ထဲကမရှာတတ်မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်က download ဆွဲပြီးတော့ဒီ Telegram group ထဲမှာတင်ထားငါးဘုတ်ကိုတင်ထားပေးတယ်ဟောဓမ္မမိတ်ဆွေတို့ကအဲ့ဒီငါးဘုတ်ကိုဖုန်းထဲမှာ download ဆွဲဆွဲပြီးတော့ save ထားပေးပါဒါဆိုလို့ချင်း internet ဖွင့်စရာမလို ပဲနဲ့ကိုထပ်တယ်လဲလဲပြန်ပြန်ပြီးတော့နားထောင်လို့ရပါတယ်ဂရုတွေကိုလည်းဟိုပြန်ဝင်ပြီးတော့ကြည့်စရာမလိုတော့ဘူးပေါ့နော်ကိုယ့်ရဲ့ဒါ music player တွေကနေပြီးတော့နားထောင်လို့ရတယ် ပြီးသားတဲ့အခါမှာဆရာတော်ဘုရားကြီးရဲ့တရားငါးဖို့ကိုနာတာကိုအစဉ်ပြေတဲ့အချိန်အားတဲ့အချိန်တိုင်းမှာနာယူမယ်ပြီးသားလို့ရှိရင်တော်မေးစီတို့ဟိုစာမင်းမွေးနဲ့ပတ်သက်ပြီးတော့ဘယ်နေရာမှာဘလို့မေးမယ်ဘယ်နေရာလေးကမေးခွန်းနဲ့တက်လာနိုင်တယ်ပေါ့နော်ဘယ်နားလေးကိုတော့ဘလို့မှတ်သားရမယ်အဲ့ဒီအကြံပြုချက်လေးတွေကြတော့ကျွန်တော်ဆွေးနွေးပေးပါတယ်အတန်းပိုင်းနဲ့ဆွေးနွေးပေးထားတာရှိပါတယ်ဒါကြောင့်မို့လို့တော်မေးစီတို့ကကျွန်တော်ဆွေးနွေးပေးထားတဲ့အတန်းပိုင်းလေးကိုလည်းပဲငါးဖို့၆ဖို့လောက်ရှိမယ်ဒါလေးကိုလည်းဒေါင်းလုဒ်ဆွဲမယ်ဒေါင်းလုဒ်ဆွဲပြီးတော့ဖုန်းထဲမှာစိတ်ထားမယ်ဆိုလို့ရှိရင်တော်မေးစီ ွေတို့အချိန်မရွေးဖွင့်ပြီးတော့နားထောင်လို့ရပါတယ်။အဲ့ဒီကျွန်တော်ဆွေးနွေးပေးထားတဲ့အတန်းဖိုင်လေးကိုဒေါ်မေဆွေတို့ကဖွင့်ပြီးတော့နားထောင်တဲ့အချိန်မှာဆိုရင်ဒီကြာတန်းစာအုပ်ကလေးကိုလည်းပဲဖွင့်ထားပြီးတော့ကျွန်တော်ကဘယ်နားလေးကတော့မေခွန်းကျွန်တော်ဖတ်ပြသွားမှာပေါ့နော်။ဖတ်ပြရင်းနဲ့ဘယ်နားလေးကဘလို့မေခွန်းမေးနိုင်တယ်ဘယ်နားလေးကိုတော့ line တားပေးပါဘယ်နားလေးကိုအယောင်ချက်ပေးပါဘယ်လိုမေးခဲ့ရင်ဘလို့ဘလို့ဖြေရမယ်ဆိုပြီးကျွန်တော်ဆွေးနွေးပေးထားတာရှိတယ်။အဲ့တော့ကျွန်တော်မေဆွေတို့ကစာအုပ်ကိုဖွင့်ပြီးတော့ကျွန်တော်ဆွေးနွေးပေးထားတဲ့အတိုင်းလေး line မှတ်ပေးပါပေါ့နော်။အဲ့ဒီခါမှလည်းကျွန်တော်မေဆွေတို့ တို့ကကျွန်တော်ကိုအရန်ကြီးမယုံနဲ့ပေါ့နော်။အော် तू ပြောတာဟုတ်လားမဟုတ်လားဆိုတာကိုလည်းနည်းနည်းကိုယ့်ဟာကိုယ်ပြန်စဉ်းစားပေါ့နော်။ကျွန်တော်လည်းဟိုဘောနော်လူတွေကလူဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးလည်းသိတာမဟုတ်ဘူးဒါကြောင့်မလို့ဗမာမိတ်ဆွေတို့ကိုကျွန်တော်သိတဲ့လောက်ကလေးပဲမျှဝေပေးတဲ့အတွက်ကြောင့်မို့လို့အမားတွေလည်းပါရင်ပါနိုင်ပါတယ်ဒါမှမဟုတ်ကြရင်လည်းကျွန်တော်တို့ခွင့်လွှတ်ပေးပါ เนาะအဲဓမ္မမိတ်ဆွေတို့ကတနေ့တပုတ်ချင်းဒီတပုတ်ချင်းဒီသွားမယ်ပေါ့ဆရာတော်ဘုရားကြီးကတော့6လတရင်စာဝန်မဲ့စစ်တာဖြစ်တဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေတို့ကအာဒီတရား၅ဘုတ်ကို6လပြင်ဆင်ခွင့်ရမယ်ပေါ့เนาะနည်းပြင်ဆင်ခွင့်ရမယ်ဒါပေမဲ့တလတလကိုတပုတ်လောက်တော့ဓမ္မမိတ်ဆွေတို့အချိန်ပေးထားတယ်အချိန်ရတယ်เนาะဒါဆိုတလတပုတ်ဆိုတော်တော်ဓမ္မမိတ်ဆွေတို့တော်တော်ကြီးဟိုဟာဖြစ်ပါတယ်ညွှန်းညွှန်းချင်ချင်ရပါပြီเนาะ အဲဆိုရင်ကျွန်တော်ကတော့အဲ့လိုမျိုးတပုတ်ကိုတစ်လအချိန်ပေးပြီးတော့လေ့လာတာမျိုးကိုတော့မလုပ်စေခြင်းမူပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲတစ်လတပုတ်တပုတ်ဆိုတော့တချို့လတွေမှာကိုကနေမကောင်းဖြစ်သွားခဲ့လို့ရှိရင်အဲဟိုလုံးစာလုံးလို့မရတော့ဘူးလေ။တော့ဒါကြောင့်မလို့ဟိုပထမတလားလောက်ပါတယ်။အဲ့ငါးဘုတ်လုံးကိုဟိုအကျမ်းပြေပေါ့နော်။ကျွန်တော်ကအဲ့လိုမျိုးအဲသွားကျင်တယ်ကမြင်မြန်ငါးဘုတ်လုံးကိုမြင်မြန်ပြီးသွားစေချင်တယ်။ ငါးဘုံလုံးကိုအဲဒီစာအုပ်ထဲမှာမှတ်တာတရားနာတာကတစ်ခေါက်တစ်ကြော့ပြီးသွားမယ်ပေါ့တစ်ကြော့ပြီးအကျန်းတစ်ကြော့ပြီးသွားပြီဆိုတော့ကနောက်တစ်တစ်ကြော့ထပ်လိုက်မယ်အဲ့လိုပဲထပ်မှတ်မယ်အဲ့လိုထပ်ပြီးတော့နားထောင်မယ်မှတ်မယ်မှတ်သားမယ်ပေါ့နော်ပြီးသွားတော့ကအဲ့လိုမျိုးတစ်ကြော့တစ်ကြော့နဲ့ပဲသွားမယ်အဲ့လိုမျိုးသွားမယ်အဲ့လိုသွားတော့ကျွန်တော်သဘောကျတယ် ဘာဖြစ်လို့လဲဆိုတော့တပုတ်တဲကိုပဲအကြာကြီးလုံနေမယ်ဆိုလို့ရှိရင်အဲ့ဒီတပုတ်တဲနဲ့တလကုံသွားပြီးတော့နောက်လာတွေကြတဲ့အခါမှာအချိန်ကြီးចောင်းចောင်းចောင်းမို့လို့ပေါ့နော်ကိုကလေ့လာဖို့အဆင်မပြေတော့ဘူးဆိုရင်အဲ့ဒီတရားကတပုတ်တဲနဲ့လည်းကျွန်တော်ပြီးပြီးသွားမှာဖြစ်တယ်အဲ့ဒါအမျိုးကကျွန်တော်သဘောမကျဘူးเนาะကျွန်တော်ကိုယ်တိုင်လေ့လာတာကြတော့ကျွန်တော်ရဲ့လေ့လာတဲ့နေ့စနစ်ကကြတော့ကျွန်တော်က၅ဘုတ်ကိုလေ့လာမယ်ဆိုရင်အဲ့ဒီ၅ဘုတ်ကိုတိုင်းနိုင်တဲ့လောက်မြင်မြန်နဲ့အမြန်နှုံးနဲ့ဟိုပေါ့နော်မြင်မြန်ဆိုတာတရက်တပုတ်လည်းမဟုတ်ဘူးเนาะအဲဥမာတစ်ဘက်တပုတ်ဆိုရင်ဓမ္မမေဆိုတလဆို၄ဘုတ်လောက်ရတယ်လေเนาะအဲတစ်ဘက်ကိုတစ်ဘက်ကိုတပုတ်လောက်တော့အချိန် ပေးပြီးတော့မအားတဲ့ကြားကနေပြီးတော့လေ့လာပေးပါဒါဆိုရင်ဓမ္မမိတ်ဆွေတို့တလဆိုရင်တကြော့ပြီးသွားပါပြီ။တကြော့ပြီးသွားပြီဆိုတော့နောက်တလစပြီဆိုလို့ချင်းဓမ္မမိတ်ဆွေတို့ကဒုတိယတကြော့ပြန်နားထောင်တဲ့အခါမှာဆိုရင်ပထမတစ်ခေါက်တည်းပို့ပြီးတော့ဓမ္မမိတ်ဆွေတို့မှတ်မိလဲမှတ်မိလာမယ်ပေါ့နော်။မှတ်မိလာမယ်ပြီးတော့ဟို အဲ့ဒုတိယတကြော့ရောက်ပြီဆိုဓမ္မမိတ်ဆွေတို့ကဟိုကိုဗလာစာအုပ်ထဲမှာလေကိုဟာကိုလိုကိုလိုချင်တဲ့မှတ်သားနိုင်တဲ့အချက်လေးတွေကိုကိုဟာကိုပြန်ရှာရေးတာကောင်းတယ်ကိုစာကိုပြန်ရေးတဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေတို့ကစလေဟိုကြည့်ပြီးသားဖြစ်သွားတယ်ပြီးတော့မမေ့တော့ဘူးစာမုံပဲဖြည့်တဲ့အခါကျရင်လည်းနော်ဟိုသူများရေးပြီးသားစာအုပ်ကြီးကိုကိုကဝယ်ပြီးတော့ ready made ကြီးဝယ်ပြီးဖတ်မယ်ဆိုလို့ရှိရင်ဒါတော့အချိန်မပေးနိုင်တဲ့ဓမ္မမိတ်ဆွေတွေကကြတော့ဒီရေးပြီးသားစာအုပ်ကိုဝယ်ပြီးတော့ဖတ်ရမှာပေါ့နော်အဲ့ဒါအဲ့ဆိုရင်တော့သူများရေးပြီးသားစာအုပ်ကိုဖတ်တဲ့အခါကျရင်စာထောက်တာမျိုးတွေရှိတယ် တယ်ပြီးလို့ချင်းကိုရေးတယ်လို့မျိုးမမှတ်မိဘူးပေါ့နော်အဲပြင်ပြန်ပြီးတော့ကိုယ့်ဟာကိုပြန်ရေးတာတော့အကောင်းဆုံးမှာဒါကျွန်တော်အကြံပေးတာပါဘလို့မှကိုယ့်ဟာကိုပြန်ရေးဖို့အချိန်မရှိဘူးမရေးတတ်ဘူးဆိုရင်တော့လေသူများရေးပြီးသားစာအုပ်ကိုဝယ်ဖတ်ပေါ့နော်အဲ့ဒီမှာသူများရေးပြီးသားစာအုပ်ကိုဝယ်ဖတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ညွှန်ကျင်တာကတော့ဒီမမေသူပေါ့နော်အွန်လိုင်းမှာဆိုရင်မမေသူစာဝင်းဆိုတဲ့အမပေါ့နော်အဲ့ဒီအမထုတ်ထားတဲ့မတ်စုလေးဆိုရင်ကျွန်တော်သဘောကျတယ်ကျွန်တော်လည်းအဲ့ဒါဟိုပြန်ရေးဖို့အချိန်မရှိရတဲ့အတွက်ကြောင့်မို့လို့အမမေသူရဲ့စာအုပ်တွေကိုပဲဝယ်ပြီးတော့ ော့ကျွန်တော်ဖတ်တယ်ပေါ့နော်ပြီးတော့အမအဲ့အဲ့ဒီမှာကိုလိုချင်တဲ့နေရာလေးတွေမှာကြာရင်စာကိုဟာကိုပြန်ပြီးဘေးနားမှာခဲတံလေးနဲ့ပြန်ပြင်ရေးလိုက်တယ်အဲ့လိုပဲကိုဟာကိုပြန်မှတ်လိုက်တယ်နော်ပြီးတော့မှကိုထပ်တိုးချင်တဲ့ဟာဆိုရင်ကိုဟာကိုဘလာစာဥမှာတက်တက်ထပ်ရေးလိုက်တယ်အဲ့ဒီလိုလေးမှတ်ပြီးတော့ဇာမွန်ဝဲတွေကို level 1 2 3ကိုဖြည့်သွားခဲ့တာဖြစ်တယ် အဲပြီးသွားလို့ရှိရင်နောက်မမကျွန်တော်ကကြတော့အဓိကဘာဘက်ကိုအာတန်လဲဆိုတော့ဒီမေးဖြေကိုတိတ်ပြီးတော့အာမတန်မှုပေါ့နော်အချင်းချုပ်တွေကိုကျွန်တော်ကပို့သဘောကြတယ်အဓမ္မမေဆွေတို့ကလုံရင်းတူချင်းနဲ့မြင်းမြန်ဆန်ဆန်မှတ်ဖို့ရအောင်အတွက်ဓမ္မမေဆွေတို့ကိုကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအချင်းချုပ်တွေကိုထုတ်ထုတ်ပြီးတော့ကြက်ခဲတာဖြစ်တယ်အဲဒါကြောင့်ဓမ္မမေဆွေတို့လည်းအဲ့ဒါအဆင်ပြေအောင်လို့အချင်းချုပ်ကိုမျှဝေပေးထားတယ် အချင်းကျုပ်ဇရာကတော့ဓမ္မမိတ်ဆွေတို့တမျက်အာတပုတ်ကိုတမျက်နှာနှုံးနဲ့လှုပ်ထားတာမို့လို့ဓမ္မမိတ်ဆွေတို့ကငားမျက်နှာပေါ့နော်ငားမျက်နှာဒါလေးကလည်း print ထုတ်မယ်ဆိုဓမ္မမိတ်ဆွေတို့အရင်ကြီးမကုန်ပါဘူးအာဒီစာမျက်နှာငားမျက်နှာကိုလွယ်ကူလို့ရှိရင်ဓမ္မမိတ်ဆွေတို့က print ထုတ်လိုက်ပါ print ထုတ်ပြီးတော့ဒါအချင်းကျုပ်အနေနဲ့လေ့လာမယ်ပြီးတော့အကျယ်ချက်တာကကြောက်ကိုဟာကိုပြန်ရေးတာမျိုးနဲ့အကျယ်ချက်လို့ရတယ်ပေါ့နော် အဲ့ဒီနေရာမှာတချို့ ਨੇ ဘက်ကဓမ္မမိတ်ဆွေတွေမှာဆို print ထုတ်ဖို့အဆင်မပြေတဲ့အတွက်ကြောင့်မို့လို့ပြက်ကြတဲ့ရဲ့နောက်ကျောတွေမှာအဲ့ဒီအချင်းချုပ်တွေကိုကိုဟာကိုဗောပင်နဲ့ပြန်ရေးလိုက်တယ်ပေါ့လေရေးကြီးကြီးနဲ့ပြန်ရေးလိုက်မယ်ဆိုရင်ဒါဓမ္မမိတ်ဆွေတို့ရဲ့ငားမျက်နှာပဲရှိတာလေเนาะအချိန်ရလဲငားလာလျှောက်လာပေးထားတယ်ဒါဆိုလို့ချင်းရင်အာပြီးပါတယ်เนาะဓမ္မမိတ်ဆွေတို့လက်နဲ့ပြန်ကူးရေးမယ်ဆိုလို့ရှိရင်လည်းဒါအေးစစ်စစ်ကူးလို့ရပါတယ်အဲเนาะအဲ့လိုကူးလည်းရပါတယ်ဒါမှမဟုတ်ရင် print ဟို print ထုတ်မယ်ဆိုရင်လည်း print ထုတ်မယ်ဆိုဓမ္မမိတ်ဆွေတို့စာလုံးတော့နည်းနည်းသေးသွားလိမ့်မယ်ကျွန်တော်ကနည်းနည်းပြက်ကြရင် site လုထားတာမို့လို့ဓမ္မမိတ် စီတို့ကစာရွက် A4 size နဲ့ထုတ်မယ်ဆိုစာလုံးစာမျက်နှာတော့စာလုံးသေးွားလိမ့်မယ်ပေါ့နော်အဲ့လိုလည်းရတယ်ဓမ္မဓမ္မမိတ်ဆွေတို့အတွက်အဆင်ပြေအောင်လို့အယောင်နဲ့လည်းလှူထားပေးတယ်အပြုမဲနဲ့လည်းလှူထားပေးတယ်ကြိုက်တဲ့အမျိုးကိုအမျိုးအစားကိုအသုံးပြုလို့ရတယ် နော်ပြီးတော့ဒီမမေးဆွေတို့ကဒီဇာမပွဲမှာတော့မေးကွန်းအမေးအပြေဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီအမေးနဲ့အပြေဆိုရင်ကျွန်တော်ဒီအောင်ဓမ္မဒီပဆရာတော်ဦးဆရာတော်ဦးဒေဝီကရဲ့မေးကွန်းလေးတွေပေါ့နော်အမေးဖြေလေးတွေကျွန်တော်ဂရုထဲမှာတင်တင်ပေးတယ်ဒါဆရာတော်ဘုရားရဲ့အမေးအပြေဂရုလေးအမေးအပြေတွေကိုဒီမမေးဆွေတို့အမေးကွန်းမေးကွန်းလေးတွေကိုဒီမမေးဆွေတို့ကစာကြည့်ပြီးပြီဆိုရင်ဖြေကြည့်ပေးပါနော်ဘယ်ဟာဖြေရမလဲပေါ့အဲ့ဒီမှာဖြေဖို့မတတ်တဲ့အပုံမျိုးတွေဆိုလို့ရှိရင်ကျွန်တော်ကိုဂရုထဲမှာလာမေးပေးပါ ါဒါဆိုရင်ကျွန်တော်ဘယ်လိုဘယ်လိုဖြေရမယ်ဆိုပြီးတော့ညွှန်ပေးပါမယ်เนาะအဲဒါသမားမိတ်ဆွေတို့ကပတ်စံမကုံတော့ပါဘူးเนาะပြတန်းစာအုပ်ဝယ်ရမယ်ပြီးတော့လို့ရှိရင်ပညာဘူမိတက္ကသိုလ်ကထုတ်တဲ့မေးဖြေစာအုပ်ကလေးကိုပူဇော်ဝယ်ပေးပါဒါဆိုစာသမားမိတ်ဆွေတို့ကနှုတ်အုပ်ဝယ်ရမယ်ပေါ့เนาะပြီးတော့ကျွန်တော်ရေးထားတဲ့အချင်းချုပ်ငါးမျက်နှာကိုသမားမိတ်ဆွေတို့ကရှာရေးခြင်းရေးပါမရေးဘူးဆိုရင်လည်း print ထုတ်မယ်ဆိုလည်းထုတ်ပါဒါလောက်ပါပဲသမားမိတ်ဆွေတို့เนาะဆရာတော်ဘုရားကြီးရဲ့တရားငါးဘုတ်ရဲ့ကျွန်တော်ဟိုဆွေးနွေးပေးထားတဲ့တရားငါးဘုတ်ရဲ့အတန်ဖိုင်လေးတွေကခုထဲမှာထည့်ထားပြီးသားရှိပါတယ်သမားမိတ်ဆွေတို့အေးအေးဆေးဆေးလေ့လာလို့ရ ပါတယ်။ကဲစာနာလဲပြီဆိုရင်ဒီမှာမိတ်ဆွေတို့ကအမေးပြေပိုင်းကိုဆရာတော်ဒေဝိကာရဲ့မေခွန်းလေးတွေကိုဖြည့်ကြည့်ပါ။ဖြည့်လို့မရဘူးဆိုရင်အချိန်မီ၍ကလူထဲမှာရေးထားပေးပါ။ကျွန်တော်တက်နိုင်တဲ့လောက်ဖြည့်ပေးပါမယ်။နော်အဒီ group level 1ကိုဓမ္မမိတ်ဆွေတို့ကစနစ်တကျဒီပုံစံနဲ့သွားမယ်ဆိုလို့ရှိရင်နောက် level တွေကိုလည်းပဲကျွန်တော်ပြောစရာမလိုတော့ဘူးဒီပုံစံအတိုင်းပဲဆက်ဆက်ပြီးတော့သွားလို့ရပါပြီเนาะ ဒါဆိုကျွန်တော်မျိုးစုတို့ကိုကျွန်တော်မှာကျင်တာကလေဟို online မှာရှိနေတဲ့စာအုပ်တွေရှိသမျှစာအုပ်တွေ live ဝယ်ဖို့အကြံမပြုဘူးเนาะဘာလို့လဲဆိုတော့ပတ်စံကုန်နေပြီးတော့ဆရာအများကြီး online မှာဆရာဆရာမတွေအများကြီးပဲရှိတယ်တူတော်မှာနဲ့ပတ်သက်ပြီးတော့ဟိုဆွေးနွေးပေးနေပေးတာတွေစာအုပ်တွေပတ်စုတွေမျိုးစုံပေါ့เนาะအဲ့ဒါမျိုးစုတို့ကဟိုစကားပုံတစ်ခုရှိတယ်လေဆရာများရင်သားသေးဆိုပြီးတော့ဒါဓမ္မမျိုးစုရဲ့အကြိုက်ပေါ့เนาะဓမ္မမျိုးစုကျွန်တော်မကြိုက်ဘူးဆိုရင်လည်းဟိုတိုက်တဲ့ဆရာဆရာမရဲ့စာရွက်နဲ့လေ့လာပေါ့เนาะဒါကျွန်တော် group လေးကိုရောက်လာရင်တော့ကျွန်တော်ကတော့ဘယ်လိုဘယ်လိုလုပ်ပေးရမယ်ဆိုတဲ့လမ်းညွှန်ပေး ေးရတော့ကျွန်တော်တာဝန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့အဒီတိုင်းလေးပဲဟိုဒမမေဆွေတို့ကိုအကြံပြုပေးမှာဖြစ်တဲ့ဒေါက်တာလိုအပ်တာရှိရင်လည်း group ထဲမှာအချိန်မီဒမမေဆွေတို့ရေးသားပြီးတော့မေးထားပေးပါ level 1ဒမမေဆွေတွေကတော့ဆက်စားခြင်းဒီအလွယ်ဆုံးဖြစ်တဲ့ကျွန်တော်တို့ ਨੇ မက်ဆေ့နဲ့ဒီမေတ္တာတုတ်ကိုစပြီးတော့ပူဇော်ပေးပါမေတ္တာတုတ်ကလွယ်တယ်ပေါ့နော်ဒါဆိုပါဠိဂါရာကိုဒီနေ့ကိုဒီဘိုက်ဒီဘိုက်လောက်ကြစ်ပဲကြစ်ပြီးွားလို့ရှိရင်ဒမမေဆွေတို့ကရှာရေးကြည့်ပါဒါဆိုလို့ရှိရင်မေတ္တာတုတ်ကိုပါဠိဂါရာလဲခြာရေးလို့ရပါပြီ အလွန်လဲကြည့်လို့ရသွားပြီဆိုလို့ချင်းရင်မေတ္တာသုံးနဲ့ပတ်သက်တဲ့မေတ္တာမင်းကိုဆရာတော်ဘုရားကြီးရဲ့မေတ္တာသုံးတော်လားမေတ္တာပွားနည်းစတနည်းကိုဓမ္မမိတ်ဆွေတို့ကပူဇော်ပေးပါဒါဆိုပူဇော်ပြီးတော့ချင်းအဲ့ဒီဒီမှာအတူကောက်မှတ်နည်းလေးရှိပါတယ်အစအစစလုံးလေးတွေကိုမှတ်ပေးပါလုံးကြောက်မြင်ဝေလုံးကြောက်မြင်ဝေဝါရှေ ကြီးစုလူထင်းစင်းဆိုပြီးတော့စတနီပေါ့နော်ဒါဆိုရင်လုံးဝမမေ့တော့ပါဘူးဓမ္မမေဆွေတို့ဟိုအောက်ကနံပါတ်ကလည်းအရှိမရောက်တော့ဘူးရှေ့ကနံပါတ်လည်းသူနံပါတ်အစင်လိုက်အတိုင်းလေးပဲသွားမှာဖြစ်တဲ့ဓမ္မမေဆွေတို့အဆိုရင်စာကြည့်ရတာအဆင်ပြေသွားပါပြီကုသိုလ်လည်းရမယ်မေတ္တာလည်းပွားလေးဖြစ်မယ်ဆောင်းဝဲပြည့်တဲ့အခါမှာလည်းအထောက်ကူရပါလိမ့်မယ်နောက်ပြီးတော့တရားတော်ကိုနာယူတဲ့အခါမှာလဲဆရာတော်ဘုရားကြီးရဲ့တရားတော်ကိုအရင်ဆုံးနာယူပါဆရာတော်ဘုရားကြီးရဲ့တရားတော်ကိုနှစ်ခေါက်လောက်နာယူပြီးပြီဆိုတော့မှ အတန်ဖိုင်နဲ့ဆွေးနွေးတဲ့ အတန်ဖိုင်ကို ဖွင့်ပြီးတော့အမတ်စုစာအုပ်ဒီပြတ်တန်းစာအုပ်ထဲမှာလိုင်းတမယ်အရေးကြီးတာကိုမှတ်သားမယ်ပြီးသွားတဲ့အခါမှသာလျင်ဒါကိုဟာကိုပြန်ချရေးမယ်ပေါ့နော်အချောပြန်ချရေးမယ်ဒီလိုမျိုးတပုတ်ချင်းဒီတပုတ်ချင်းဒီ ပူဇော်သွားပေးပါ။နံပါတ်၁ကတော့မေတ္တာသုတ်ကိုစပြီးတော့ပူဇော်ပါ။ပြီးတော့ရင်နံပါတ်၂ကကြတော့ဘဝခရီးဝယ်ရွေးချယ်ရမယ့်လမ်းကိုပူဇော်ပါ။နံပါတ်၃ကကြတော့မြတ်ဗုဒ္ဓတေသနာနဲ့ယနေ့ကဘာရှိမယ်။ပြီးတော့ရင်နောက်တစ်ခုကစိတ်ရဲ့အညစ်အကြေးပြီးတော့မာသမထနဲ့ဝိပဿနာ level 1အတွက်ဆိုရင်စိတ်ရဲ့အညစ်အကြေးနဲ့သမထနဲ့ဝိပဿနာနှစ်ပုဒ်ကခက်တယ်။အဲကြောင့်အဲ့ဒီနှစ်ပုဒ်ကိုနောက်ဆုံးမှထားပြီးတော့လေ့လာပူဇော်ပါ။ကျန်တဲ့၃ပုဒ်ကိုကြတော့ဓမ္မမိတ်ဆွေတို့အဆင်ပြေသလို စာအုပ်ဆုံးပူဇော်လို့ရပါတယ်ကျွန်တော်ကတော့အလွယ်ဆုံးဖြစ်တဲ့အားလုံးအရင်ရင်းနေတဲ့မေတ္တာသုံးနဲ့စပြီးတော့ပူဇော်စေခြင်းပါတယ်